အားလုံးပဲမင်္ဂလာပါဒီနေ့တရားသင်မဲ့သင်ခန်းစာကတော့ခန်းခနေ့လေးကျင်ငယ်ရှိသမတ်1ကနံပါတ်3နဲ့4နဲ့ဖြစ်ပါတယ်နံပါတ်3မှာကျတော့ကုန်းလင်းပို့ဆောင်ရေးဌာနမှာတဲ့မက်ပိုဒီနာတဲ့မော်တော်ကားတွေကိုစီးရင်ကောက်ကြည့်တဲ့အခါမှာကားစီးရေးစုပေါင်းတရာအတွက်အပါတိုင်းရပါတယ်တဲ့နော်ကိုပိုင်ကားက60စီးအငားရင်က55စီးဂုံတင်ကြီးက10စီးနဲ့ရုံသုံးကားက10စီးလူနာတင်က5စီးလို့ဖြစ်ပါတယ်တဲ့အဲ့ဒါကိုကျတော့စဝိုင်းကားချက်တစ်ခုနဲ့အချက်လက်တွေကိုရေးဆွဲပြရမှာပါ အဲသူကစုစုပေါင်းကိုပေးရတယ်ကျိုးစုစုပေါင်းရှာစရာမလိုပါဘူးเนาะစပိုင်းကားချက်နဲ့ဈေးမှာဖြစ်တဲ့အတွက်ဓာတ်ပမာဏတွေကိုရှာပေးမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ကိုပိုင်းကားတော့ဓာတ်ပမာဏလို့ခြင်းเนาะကိုပိုင်းကားကျတော့သူကားစီးရစုပေါင်း100မှာသူက60စီးဖြစ်တယ်ပဲ100ပိုင်း60ပဲเนาะပြရလို့ခြင်းကျတော့ဓာတ်ပမာဏကိုရှာမှာဖြစ်တဲ့360နဲ့မြောက်ပေးရတယ်။ဟုတ်နော်ဒါဆိုရင်100နဲ့360နဲ့ကိုကျတော့ကျင်းတဲ့တက်ကမှာ100ဒလီ100 103.6 360 360ကိုကျတော့100နဲ့ကျင်းလို့ရှားလို့ရှိရင်3.6ရရပါเนาะ ီတော့60နဲ့3ဒသမ6နဲ့ဝန်းမြောက်တဲ့အခါမှာ116ဒီဂရီရပါတယ်နော်ကိုပိုင်ကားပြီးတော့ရေရွက်ပါတော့ဆိုရင်ကုန်တင်ရင်ကြီးပါအငားရင်မှာ အငားရင်က15စီးစုစုပေါင်းကားစီးတရာမှာကုန်တင်အငားရင်က15စီးဖြစ်တဲ့တက်ကျိုးတရာပိုင်း15ပိုင်းရေးပါတယ်ပြီးရရင်တောက်မနာအောင်ရှားတင်တာဖြစ်တဲ့တက်360နဲ့မြောက်တယ်ခုနောက်တိုင်းမဲ့တရာနဲ့360ကိုကျင်းတဲ့အခါမှာ3ဒသမ6ရပါတယ်3ဒသမ6နဲ့15နဲ့မြောက်တဲ့အခါမှာ54ဒီဂရီရတယ် အပြည့်ကကုန်နေရင်ကြီးကလည်းအတိုင်းပဲသူကအစည်းစုစုပေါင်းစီးတရာမှာသူက၁၀စီးနော်ဓာတ်ပုံမှန်တော့လိုချင်တဲ့360နဲ့မြောက်တယ်တရာနဲ့360နဲ့ကျင်းတော့3.6ရရဲ့10နဲ့3.6ကျင်းတော့မြတ်တဲ့ခါမှာ36ရရဲ့ပေါ့နော်အဲ့ကကုန်နေရင်ပြီးတော့ရုံ3ကရုံ3ကလည်းသူကအဲစီးတရာမှာသူက၁၀စီးပေါ့နော်ကုန်နေရင်ကြီးနဲ့တူတူပါပဲအဲ360နဲ့အဲပြန်မြောက်ပြီးတယ်တရာနဲ့360နဲ့ဆိုတော့3.6 3.6နဲ့တခါ10နဲ့မြောက်တဲ့ခါမှာနော်36ရပါတယ် ပြီးတော့နောက်တစ်ခုနောက်ဆုံးတစ်ခုကလူနာတင်ကားပါလူနာတင်ကားကနော်၅ကြီးဖြစ်တဲ့တရားမှာ၅ကြီးဖြစ်တဲ့တရားပိုင်း၅ပိုင်းမှာ360နဲ့မြောက်ပါတယ်တရားနဲ့36 360နဲ့ကိုကျင်းတဲ့အခါမှာ36ရရပြီးတော့သောသမား6နဲ့5နဲ့ကိုမြောက်တဲ့အခါမှာဆက်ရှိရပါတယ်68ဒီဂရီပေါ့နော်ပြီးတော့ဒီကျတို့ကဒီစပိုင်းကားချက်မှာယာကန်လုံးတွေရေးဖို့အတွက်ဆိုလို့ရှိရင်ဒီယာကန်လုံးရှာရမယ်အဲ့ဒါရင်ဒီတော့360နေရာမှာ100နဲ့ပေါ့နော်100နဲ့မြောက်လိုက်ရပါပြီအဲ့ဒါရင်ဒီတော့100နဲ့100နဲ့ကြည့်တော့60ရာခိုင်နှုန်း ောက်ကငားရင်တော့ရာဂိုင်းတော့ဟာတရားပိုင်း15ပိုင်းကိုရာဂိုင်းနှုတ်ချက်မှာဖြစ်တတ်တယ်တရားနဲ့မြောက်တယ်တရားနဲ့တရားနဲ့ခြေတဲ့ခါမှာ15ကျင်တယ်အဲဒါဆို15ရာဂိုင်းတော့ကုန်ဒီရီတော့ရာဂိုင်းတော့ကကြတော့လဲအတိုင်းပဲတရားတရားပိုင်း10ပိုင်းကိုတရားနဲ့မြောက်တော့တရားနဲ့တရားနဲ့ခြေမယ်10ရာဂိုင်းတော့နောက်ကရုံသုံးကားအတွက်ရာဂိုင်းတော့ကလက်တိုင်းပဲတရားနဲ့တရားနဲ့ခြေတော့10ရာဂိုင်းတော့ကျင်တယ်နော်နောက်ကဟိုဒူနာတင်ကားတရားကိုင်းတော့ကကြတော့တရားနဲ့တရားနဲ့ခြေလိုက်တဲ့အခါမှာ900ကိုင်းလို့ကျန်ပါလေ။ဒါဆိုကျုပ်စဝိုင်းဆွဲလို့ရပါပြီ။ ကဲအစစေပဲနော်ပရမသုံးကနော်ကိုပိုင်ကားအတွက်ရာဂန်နှုန်းက60ရာဂန်နှုန်းအဲ60ရာဂန်နှုန်းရဓာတ်ပမာဏကဘယ်လောက်လဲဆိုရင်ဒီလိုနှစ်ရာ16ခုငါနော်သူရဲ့နှစ်ရာ16ခုဒီဂရီပေါ့နော်ဒါပေမဲ့သူနှစ်ရာ16ခုပမာဏနဲ့မရေးဘဲနဲ့သူရာဂန်နှုန်းနဲ့ရရဖြစ်တယ်60ရာဂန်နှုန်းနော်ဒီဆက်ဝမ်းတစ်ခုလုံးရဲ့နော်ဒီကားကိုပိုင်ကားအဲကားတွေအကုန်လုံးရဲ့နော်6ခုကလည်း60ရာဂန်နှုန်းနော်နောက်တစ်ခုကတော့ငါးရင်တော့ကကြတော့ 55ရာခိုင်နှုန်း55ရာခိုင်နှုန်းကဘယ်လောက်ဒီဂရီလဲဆိုရင်ဓာတ်ပုံမှန်နာပြီး54ဒီဂရီပါ54ဒီဂရီဆွဲလိုက်တဲ့အခါမှာ55ရာခိုင်နှုန်းတွေ့ရပါတယ်နောက်တစ်ခုကကျတော့နော်36ဒီဂရီပါ36ဒီဂရီက10ရာခိုင်နှုန်းနောက်တစ်ခုကလည်းတိုင်းပဲ36ဒီဂရီ10ရာခိုင်နှုန်းနော်ဓာတ်ပုံမှန်နာကိုတော့ကျတော့ဒီဂရီနဲ့ဆွဲတယ်ရာခိုင်နှုန်းတွေကိုဆွဲပြီးတဲ့နေရာတွေမှာကျတော့ရာခိုင်နှုန်းတွေထည့်တယ်အဲနောက်ဆုံးဒူနာတင်ကကျတော့500ရာခိုင်နှုန်းပါ500ရာခိုင်နှုန်းကဘယ်လောက်လဲ18ဒီဂရီနော်ဒါဆိုရင်နံပါတ်3တော့ပြီးပါပါပြီကျတော့နံပါတ်4ကိုပြပါမယ် နံပါတ်၄မှာကျောင်းသားများသုံးပြီးရခဲတံလေးကိုအရာနေလေ့လာကြည့်တဲ့အခါမှာအနက်က20ချောင်းအပြား10ချောင်းနဲ့ဆင်း20ချောင်းအနီး10ချောင်းအခု12ချောင်းအခြားအရောင်က16ချောင်းတိကျအောင်တွေ့ရတယ်နိ။ရှင်တို့ကိုစဝိုင်းကားချက်တစ်ခုပြင်ပေါ်ပြပါဒါပေမဲ့ရှင်တို့ကဒီမှာသူကစုစုပေါင်းမပေးထားဘူးဆိုတော့ခဲတံရဲ့အချောင်းစုစုပေါင်းကိုရှာတဲ့အခါမှာအလုံးပေါင်းအချောင်း90ရှိပါတယ်တဲ့။ဒါပေမဲ့အဲ့ဒါကိုရှင်တို့ကဓာတ်ပုံမှာစဝိုင်းကားချက်ဖြစ်တဲ့အတွက်ဓာတ်ပုံမှာနောက်ကိုရှာမယ်။ဒီနောက်အတိုင်းပဲအဲစုစုပေါင်းရေအတွက်ကိုပိုင်းကြည့်မှရေးမယ်။နော်သူ့ရဲ့အနက်ဆိုလို့ရှိရင်သူ့ရဲ့ရာခိုင်နှုန်းကသူ့ရဲ့ဟိုစုစုပေါင်းက20 ်နော်ခဲတန်စုစုပေါင်းက60အနက်အရောင်က20ချောင်းဖြစ်တဲ့တည်း60ပိုင်း20ပိုင်းမနော်360နဲ့မြောက်မယ်ဒါဆိုရင်ကျတို့ကအဲ့ဒီမှာ20ကို60နဲ့စားပြီး360နဲ့မြောက်တာနဲ့မြောက်တာလည်းရတယ်ဒါမှမဟုတ်20နဲ့360ဆိုအရင်ဆုံးမြောက်ပြီးတော့မှ60နဲ့စားတဲ့အဖြေအားတူပါပဲပေါ့နော်အဲ့တော့60လေးဒီနော်360ဒီ20လေးတွေက80နောက်တစ်ခုကကြအပြာရောင်အတွက်ကကြတော့သူကအချောင်း90မှာအပြာရောင်က10ချောင်းဖြစ်တဲ့အတွက်30နဲ့ဟို90နဲ့ 30 90နဲ့စားမယ်ဒီက360နဲ့မြောက်ပါဘောနော်အဲကိုလေး36 40လေး40ဒါဆို40ဒီဂရီအပြာရောင်တွက်ပြီးတဲ့အခါမှာကျတို့ကဘာလို့အစင်းရောင်ပါဘောနော်အစရကြတော့ကိုအချောင်းစုစုပေါင်း90မှာသူက22ချောင်းဖြစ်တယ်ဗျ90ပိုင်း22ပိုင်းเนาะအဲ့ဒါကို360နဲ့မြောက်ပေးရတယ်90လေးဒီ360 22နဲ့မြောက်တော့88ဒီဂရီပေါ့เนาะအစရောင်ပြီးတော့ကျတော့အနီရောင်အနီရောင်ကကြောက်ရတဲ့အတိုင်းပဲသူကစုစုပေါင်း ခဲတာစုစုပေါင်းအချောင်း90မှာအညောင်ကရှေ့ချောင်းဖြစ်တဲ့90ပိုင်းရှိပါရနော်ဒေါက်မနာကိုဆိုမှာ360နဲ့မြောက်မယ်90နဲ့360နဲ့မြောက်တော့400ပြီးတော့ရှေ့လေးလီ30နဲ့30ဒီဂရီရပါရဲ့အညောင်ပြီးတော့ကျတော့အဖြူရောင်မှာအဖြူရောင်ဘက်ကအဖြူက12ချောင်းအချောင်း90မှာ12ချောင်းဖြစ်တဲ့90ပိုင်း12ပိုင်း360နဲ့မြောက်မယ်90လေးလီက360စနေစနေလေးလီက48 48ဒီဂရီရပါတယ်။နောက်ကအခြားရောင်ကကျ68ချောင်းဖြစ်တဲ့အတွက်ဒီလို60မှာ68ချောင်းဆိုတော့60ပိုင်း68ပိုင်း နောက်ပြရရင်360နဲ့မြောက်တယ်94လေး360 78လေးက80နှစ်ပါ80နှစ်ဒီငါကစဝိုင်းစဝိုင်းဓာတ်ပုံမာနတွေရပါပြီ။စဝိုင်းကားချက်ဆိုးတဲ့ဓာတ်ပုံမာနတွေရပြီ။အဲ့ဓာတ်ပုံမာနတွေကိုဆွဲလို့ရှိရင်ဒီလိုကအဲရာဂန်နှုတ်နဲ့ရရမှာရာဂန်နှုတ်ရှာရမှာပေါ့။ရာဂန်နှုတ်ရှာမဲ့သူကနာတိုင်းမဲ့100နဲ့မြောက်မှာနော်။အဲမြောက်တဲ့ခါမှာဒီလိုနော်ဒီဟာကကျေးလို့လည်းအဆင်ပြေဘူး။ဒါကြောင့်မို့ 20နဲ့တရားနဲ့မြောက်ပြီးတော့မှ90နဲ့စားရရတယ်ဒါမှမဟုတ်20ကို90နဲ့အရင်စားပြီးတော့မှတရားနဲ့ပြန်မြောက်ရရတယ်အဖြေက20နဲ့တော့မှနိနိရာခိုင်လုံးရပါတယ်ဒီကြားအတွက်မပြတော့ပါဘူးကိုပေါအောင်တွက်ကြည့်မယ်နော်20ကို90နဲ့စားပြီးတရားနဲ့မြောက်ရရတယ်ဒါမှမဟုတ်20နဲ့တရားနဲ့ပိုင်းဝေးမှာရှိတဲ့20နဲ့တရားရခိုင်လုံးတွေကိုအရင်ဆုံးမြောက်ပြီးတော့မှ90နဲ့စားရရပါတယ်နောက်တစ်ခုကအပြာအတွက်လည်းအတိုင်းပဲတရားနဲ့မြောက်တဲ့ခါမှာဒီလိုနော်ဒီ20နဲ့တရားနဲ့အရင်ဆုံးမြောက်ပြီးတော့မှ90နဲ့စားရရတယ်ဒါမှမဟုတ်10ကို90နဲ့စားပြီးတော့မှတရားနဲ့မြောက်ရရပါတယ် နော်စတိတိမတိတိရာခိုင်နှုန်းရတယ်။နောက်ကအစိမ့်အတွက်ရာခိုင်နှုန်းကလည်းအတိုင်းပဲဒီလိုနော်ခု90နဲ့100ရဲ90နဲ့စာယူ20နဲ့မြောက်လေရရဲဒါမှမဟုတ်20နဲ့90နဲ့စာယူပြီးတော့100နဲ့ပြမြောက်လေရရဲပေါ့နော်။ဒါမှမဟုတ်20နဲ့100နဲ့ပိုင်းဝေးချင်းချင်းမြောက်ပြီးတော့မှ90နဲ့စာရရပါတယ်။ဒါဆိုရင်ဒီလို24တိမလေးလေးရာခိုင်နှုန်းရပါတယ်။ပြီးအနီရောင်မှာအနီရောင်ကလည်းအတိုင်းပဲခုနအတိုင်းပဲရှိတဲ့တရားနဲ့ကိုမြောက်ပြီးတော့မှ90နဲ့စားလေရပါတယ်။ရှိတဲ့တမ90ရပါတယ်မြင်ရတယ်ပေါ့နော်။နောက်ကအနီရောင်ပြီးတော့တခါအဖြူရောင်တက်ပါ။ နော်စနစ်နဲ့တရားနဲ့မြောက်90နဲ့စားရရတာမဟုတ်ဘူးစနစ်ကို90နဲ့အရင်ဆုံးစားပြီးတော့မှတရားနဲ့ပြန်မြောက်လေရတယ်အဖြေကစသုံးတသမသုံးလုံးရပါတယ်အခြားအရာကကြတော့နော်ဆက်ရှိချောင်းပြတဲ့ဆက်ရှိ90တရားပေါ့နော်အမှကြီးတို့ကကျင်းလို့ရတယ်ဟိုကပိုင်းဝေဆက်ရှိနဲ့ပိုင်းကြီး90နဲ့ဆက်ရှိတရီဆက်ရှိဆက်ရှိ90လီ90ပေါ့နော်အရင်တရားကိုကျင်းလို့9နဲ့ပြန်ကျင်းမယ်20ရတယ်ပေါ့ဒါသူကြီးတို့က20ရတယ်နော်ဒါသူစပိုင်းဆွေးလို့ရပါပြီပြမတော့နဇရီသမားနိနိ ရာဂန်တို့မှာကျတော့သူကဓာတ်ပမာဏကိုရှာလာတာ80နော်80ဒီဂရီဖြစ်တယ်ရဲ့ဒီကဓာတ်ပမာဏ80ဒီဂရီနော်ရှာလိုက်မယ်အဲ့ဒါ20နှစ်သမားနှစ်နှစ်ရာဂန်နော်နောက်တစ်ခုဓာတ်ပမာဏအပြာရောင်အတွက်ဓာတ်ပမာဏကကျတော့40ဒီဂရီပြန်40ဒီဂရီဓာတ်ပမာဏဆွဲမယ်အဲ့ဒီမှာကျတော့ရာဂန်တို့မှာကျတော့70သမား1ရာဂန်တို့လို့ရေးလိုက်မယ်ပေါ့နော်အဲ့ဒီကကြတော့အစိမ်းရောင်အတွက်ပေါ့နော်အစိမ်းရောင်အတွက်ကကြ88ရာခိုင်နှုန်းမှာဟုတ်ပြီနော်သူရဲ့88ဓာတ်ပမာဏ88ဒီဂရီပေါ့ ရာကနေကကြ24.4ရာကနေကိုရေးရပါတယ်။နောက်ကအနီရတောင်းပမာဏကကြတော့ကျတို့ကကို32ဒီဂရီပေါ့နော်32ဒီဂရီကိုဆွဲမယ်။အဲ့ဒီနေရာလေးမှာဘာကိုထားမလဲဆိုလို့ရှိရင်အနီရောင်တဲ့ရာကနေက6.90ရာကနေပြီးတော့6.90ရာကနေကိုရေးပါမယ်။နောက်တစ်ခုကကြတော့ကျတို့အဖြူရောင်တဲ့ပေါ့နော်။အဖြူရောင်တက48ဒီဂရီပါ။အဲ့ဒီမှာအဖြူရောင်တက်က48ဒီဂရီအဲ့ဒီမှာနော်သူ့ရဲ့ရာဟာကဟိုင်ကနှုန်းက3.3ရာဂန်နှုန်းဖြစ်တဲ့ ဒီဂရီကိုမြေရအောင်သူကရာဂန်နှုန်းကိုပဲထည့်ရပါတယ်နော်ဒီစားထဲမှာနောက်ဆုံးအချားရအောင်တော့ဒီဘက်မှာ90ဒီဂရီပေါ့နော်ကျန်တဲ့ဟာတွေက90ဒီဂရီအဲ့ဒါလေးကိုကျတို့ကဘာနဲ့ပြောလဲရှင်ဖြားလဲဆိုတော့ရာဂန်နှုန်းက20ရာဂန်နှုန်းမှာဟုတ်နော်ဒါဆိုလို့ရှင်အဲသူရဲ့ဒီစဝိုင်းကားကျက်ရဲ့နော်အညွှန်းလေးတွေလည်းဒီမှာဒီမှာတက်ပြရပါတယ်နော်အနက်ရောင်မှာဒီနော်အနက်ရောင်တော့ကိုအနက်ရောင်ခဲတဲ့အတွက်ဆိုလို့ရှင်ကျတို့ကအနက်ရောင်နဲ့ရေးပေးထားတယ်အပြောင်းအလဲပြောင်းခုရောင်နဲ့သူရေးပေးထားပါတယ်ဇုံးနီးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်